ဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာတစတဲ့တစပို့ပြီးတော့ရင့်ကျက်ပြီးကောင်းမွန်လာပြီးသူတော်ကောင်းဆိုတဲ့အနေအထားမျိုးကိုရမှာပါအမှအားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်ကိုလည်းမထိန်ဘူးနှုတ်ကိုလည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့မတမခဲမာတယ်အေးဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိန်ချုပ်နိုင်သမျှ ထိန်ချုပ်ကြရမှာဖြစ်တယ်။သီခာနိုင်ခဲ့တဲ့အရာကိုသီခာခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရတယ်။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရဆိုလို့ရှိရင်သီမခံတဲ့ပုဂ္ဂိုလ်ကဘာလို့တော့ကလေသာခြေတယ်နော်။ကလေသာခြေတယ်။အေးကလေသာခြေတာကိုလူတွေကဟုတ်လုံးတဲ့လှုပ်ထိုက်တဲ့အရာလို့ဒီလိုထင်တယ်နော်။အခုကိရုပ်ရှင်ကားတွေဆိုတော့အထူးအားဖြင့်ဘုန်းကြီးတို့ ီရိလင်္ကာကလပြေတွေမှာနေတဲ့အခါကျတော့တီရိရှင်ကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့တည်းပဲကလာကားဆိုလို့ရှိရင်သူတို့ရဲ့တင်းကဘာလဲလို့ဆိုရင်လူစိုးကနှိပ်ဆက်မယ်ပြီးရင်ကလဲစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့နိုင်ငံသားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နေလူတွေကိုပြတ်တတ်တဲ့ဟာတွေပြ ဲ့ဒါတွေကိုသွားပြီးတော့အတုယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့သီခဏ်ခြင်းဆိုတဲ့ကိုကျင်တရားကောင်းမွန်ခြင်းဆိုတာဘာခုမှမရှိဒီတော်ကောင်းတွေရဲ့အရည်အသွေးတွေကိုဒါတွေကဖျက်ဆီးနေတာဟောကိုကျင်တရားကောင်းမွန်ခြင်းလို့ဆိုတဲ့အထဲမှာရှိကိုရီးယားကားတွေကြည့်ကိုရီးယားကားတွေကဘယ်လောက်ဖျက်ဆီးတော့နော်ဒါတွေကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့မကောင်းတဲ့အမှုချင်းတွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့ အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်။မြတ်စွာဘုရားရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ်။မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်ယတနာတစုံတစ်ခုဖြစ်เสียအကြောင်းမရှိဘူး။ယတနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တာ။အမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်းစင်ပေးပြီးတော့ကင်ခိုင်းထားတဲ့နိုင်ငံတဏ္ဍအမတန်ပေါ်တယ်ဝါဒနာပါလို့ရှိရင်၆လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော် ရှိုးရူးတနတ်ရှိုးရူးတွေမှာတော့ဝဲဒီမှာဟင်းဒီဟင်းရဝဲအဲ့ဒါလိုလွယ်လိမ့်မယ်တို့စီမှာအဲ့ဒါနောက်ဒီ license ဆိုတာရှိပြီမဲ့လို့လူတွေဟာကိုင်းကျင်တို့ကိုင်းတဲ့အခါကျတော့တို့စီမှာလူတိုင်းလူတိုင်းတနတ်ရှိတာကိုတွေ့ရဘုန်းကြီးတို့အမေရိကမှာ64ခုနှစ်က1994ခုနှစ်ကတနှစ်နေဘူးတယ် မြန်မာတကာတဲ့ကတကာတယောက်စွန်းသားလာပင်စွန်းသားလာပင်တော့သူကားနဲ့လိုက်ရှေ့ကကားရှေ့ကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါမှာဘုန်းကြီးခြေတော်နာလာပြီးတော့ပစ္စတိုတနတ်ကတောက်ခနဲ့လာကြဘုန်းကြီးရှေ့မှာတနတ်ကြသွားတယ်ဆိုတော့သူအာရုံအာနာတော့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ကာပါယူတဲ့အနေနဲ့ဘာပြောတော့ဆို ဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးနော်ဒါမရှိလို့မဖြစ်ဘူးအားလုံးဆိုကိုယ့်ကိုယ်ကာကွယ်ဖို့လို့ဒီလိုပြောတာနော်အဲ့ဒါလို့ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏ္ဍကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်တလောကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါလာအမေရိကန်နိုင်ငံမှာစာတင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တဏ္ဍနဲ့ပြစ်တယ်ဆိုမကြမ်းမကြားကြားနေရတာပဲဒါလေးအေး ဆိုလိုတာကတော့ဒီခန္တီနဲ့တောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်လူအတိုင်းဝိုင်းနေမှာဒီလိုဖြစ်နေအဲ့ဒီလိုပြက်ပြားစီတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့အဟုတ်ထင်အောင်ပေါ်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှင်အဲ့ဒီမှာတနတ်နဲ့ပြက်ထားတွေပဲတွေ့နေပါနော်တနတ်နဲ့တွေ့ကိုရီးယားကားကြတော့အရက်တောက်တာတွေ့လိမ့် ဲ့တော့ကောင်းတဲ့နီလန်ပေးတာအမှန်တမ်းရှားတယ်ပညာပေးပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးပေးသွားအဲ့ဒါကြောင့်မို့လို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကအမှန်တမ်းသတိထားစရာကောင်းတယ်ဘုန်းကြီးတို့အိန္ဒိယကကြည့်တယ်ကြည့်ပြီးတော့ပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တဲ့အခါဘယ်ကားပဲဖြစ်ဖြစ် revenge ကလေးစားခြေတာတွေကြည့် အဲ့တော့လူတွေရဲ့ခေါင်းထဲမှာဘယ်လိုစိတ်ဝင်စားလာတော့လဲကိုယ်လုံရင်ပြန်လုံမယ်ဆိုရက်အတွေးတွေဝဲမကုန်ဘူးလားဝဲကုန်ပါတယ်ခင်ဗျာအဲ့တော့တိခါရမယ်ဆိုရက်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်သွားတယ်ဆန့်ကျင်သွားအဲ့တော့ဒီမခံသေးတဲ့အတွက်ကြောင့်ဘာဖြစ်တော့ဆိုဒီလူကခလဲစားချင်နောက်ကိုယ်ကိုခလဲစားပြန်လုံတဲ့ပုဂ္ဂိုလ်ကပေါ်ပြန်လာပဲဘယ်တော့မှမဆုံးနိုင်တဲ့တဏှာကြီးတစ်ခုနော်ဝိုင်းကြီးပတ်ပတ်ဒူဝေဝေတဲ့ရောက်သွားတယ်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ ရသဗျာကဒီတိခတ်မှုနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာယဟန်တွေကိုဆုံးမထားတဲ့အဲဝတ္ထုလေးတစ်ခု story လေးတစ်ခုရှိတယ်။ယုံနဲ့တူငင်းခုံပြီးတော့တိခတ်နိုင်ခြင်းခွင့်လွှတ်နိုင်ခြင်းမရှိကြဘူး။ငါကမှန်တယ်၊သူကမှန်တယ်နဲ့ငင်းမိမဟုတ်ရင်မခံဘူးဟဲ့ဆိုတဲ့လူတွေနဲ့အဲ့လိုမျိုးတွေနဲ့တိခတ်ခြင်းခွင့်လွှတ်ခြင်းမလုပ်နိုင်တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကပုံဝတ္ထုတစ်ခုဖြစ်ပျက်တစ်ခု ဟောကြားတာရှိတယ်။ အဲ့ဒီဖြစ်ဖြစ်ဝိထုလေးကဗာရဏတိကြည်မှာဗြဟ္မတ္တမင်းဆိုတာဗြဟ္မတ္တမင်းလို့ခေါ်တဲ့ကတိတိုင်းဗာရဏတိကြည်ကကတိတိုင်းမှာရှိလို့ကတိမင်းလို့ခေါ်တယ်ဟိုဖျားဘူးသွားတဲ့လူတွေသိပါလိမ့်မယ်ကတိနဲ့ကောသလဆိုဗာရဏတိပြည်နာရောက်ရင်ကတိဘူတာဆိုတာရှိတယ်နော်အဲ့တော့ကတိတိုင်းကြီးဟိုမြောက်ဖက် သွားလိုက်တဲ့အခါမှာဇေရဝံကျောင်းရာတို့ဘာလို့သွားတဲ့အခါကျတော့အဲ့ဒီပဲကျတော့ကောသလတိုင်းလို့ခေါ်တယ်အဲ့တော့ကာသိတိုင်းကောသလတိုင်းဆိုတာနှစ်ခုရှိတယ်အဲ့ဒီတစ်ချိန်တုန်းကဒီဗာရဏသီပြမတမင်းလို့ဆိုတဲ့ကာသိမင်းကချမ်းသာတယ်စိတ်အံ့အားတောင့်တင်းတယ်နော်စပါးဆံရေပေါများတယ်စစ်တပ်ဖို့ပါများပြားတယ်နိုင်ငံကျယ်ဝန်းတယ်ပေါ့ ဆိုလိုတာကအဲ့ဒီနှစ်ခုရှင်လိုက်မယ်ဆိုသူကအင်အားကြီးနိုင်ငံလို့သူလိုပြောဟိုကောသလမင်းကြတော့ဒီခိတိကောသလမင်းလို့ခေါ်တယ်သူကတော့ဇီဝဥစ္စာနဲ့သိပ်မရှိဘူးတဲ့စစ်တအင်အားနဲ့သိပ်မရှိဘူးသုံးနိုင်ဆွဲနိုင်နဲ့သိပ်မရှိဘူးစင်စင်ရဲရဲအဲ့ဒီဘရင်ကစစ်တကလည်းသေးသေးပဲရှိတယ် ငွေကြေးတနာလည်းတိတ်ပြည့်ပြည့်စုံစုံမရှိဘူးနိုင်ငံလည်းနိုင်ငံငယ်တယ်ပေါ့အဲ့ဒီလိုအနေထားမျိုးမှာကာတိဘရင်ကခေါသလဘရင်ကိုသွားပြီးတော့စစ်တိုက်တယ်နယ်မြေချက်ထွင်တဲ့စစ်ပေါ့နော်သွားတိုက်တော့ဟိုကမရှင်နိုင်ဘူးပေါ့အင်အားကြီးနိုင်ငံတခုကလာတိုက်တယ်ဆိုစောစောတည်းကထွက်ပြေးတိမ်းရှောင်သွားတယ်ထွက်ပြေးတိမ်းရှောင်တာဘယ်သွားတော့ဆိုတော့ ပါတိမင်းကြီးရဲ့ဗာရဏသီမြို့မှာမြို့ဆုံမြို့ဖြားလေးမှာအိုးလုပ်ငန်းလုပ်တဲ့ဥရိန်တယ်ရဲ့အလုပ်ယုံထဲမှာပရပိုက်အောင်ဆောင်ပြီးတော့ဘယင်နဲ့မိဖုရားကပရပိုက်အဝတ်တွေဝတ်ပြီးတော့တင်းရှောင်ပြီးတော့သွားကြတယ်အဲ့ဒီမှာသွားနေကြတယ်ကောသလမင်းကြီးကတော့ကာတိတိုင်းကကာတိမင်းရဲ့ကာတိမင်းကာတိမင်းကကောသလတိုင်းက ိုပါလက်နဲ့တည်းအကုန်လုံးသိမ့်ယူပြီးတော့နေမြေချက်ထွင်လိုက်တာပေါ့ဟိုဘရင်ကတော့တိတ်ဆောင်ပြီးတော့ထွက်ပြေးသွားအဲ့လိုနေတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုတိတ်ဆောင်နေတဲ့ကောသလဘရင်ရဲ့မိဖုရားကြီးကကိုယ်အောင်အရင်မှရှိတဲ့အခါမှာချင်းချင်းတက်လာဘာချင်းချင်းတက်တော့ဆိုတော့အင်္ဂါ၄ပါးရှိတဲ့စစ်တပ် စစ်ချီတက်ပြီးတော့စည်ရေးပြတာကို तू ကြည့်ချင်တယ်ဟောသူဆန္ဒကနော်စည်ရေးပြတဲ့အခန္ဓာကို तू ကြည့်ချင်တယ်ကြည့်ပြီးတော့ဒီဓာရီလက်နဲ့တွေတန်လျက်တွေကိုသူတို့အန္တရာယ်ခင်းပြီးတော့ထက်မြက်စေတတ်တဲ့ရေနဲ့စေကြောတာမျိုးပေါ့နော်အဲ့ဒါလို့ခုခေတ်လို့ဆိုရင်ပရိတ်ရေတို့ပါတော့ပေါ့နော်အဲ့ဒါလို့ရေနဲ့စေကြောထားပြီးတော့ အဲ့ဒီရေကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒနှစ်ခုဖြစ်ပေါ်လာချင်းချင်းတက်လာတဲ့အခါဘုရင်ကြီးကိုဖွင့်ပြောတဲ့အခါကျတို့မှာအခုမှမထင်မရှားနေရတာဘယ်လိုလုပ်ပြီးတော့စစ်တပ်ဆိုတာလဲရမှာလဲအခုလိုဓာတ်တန်လေးရဲ့ကိုစေးကြောတဲ့ရေဆိုတာလဲဘယ်မှာရနိုင်မှာလဲ ਨੇ ပြောတော့မရရင်တော့သူတေရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကနီးလန့်ရှာတာပေါ့ထွက်ပြေးပြီးတိမ့်တိမ့်ငယ်ငယ်ဘဝမှာနီးလန့်ရှာတော့ ဘယ်သွားရှာတော့ဆိုအဲ့ဒီသူ့ကိုလာရံပြုတဲ့ကာတိမင်းကြီးရဲ့ပရောဟိတ်ပုံနာကသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တယ်တငယ်ချင်းဖြစ်နေတော့အဲ့တငယ်ချင်းကိုတိုးတိတ်တိတ်သွားအကူကြီးတောင်းတယ်အကူကြီးတောင်းတော့အဲ့တငယ်ချင်းပရောဟိတ်ကနေလိုက်လာတယ်သူကိုယ်တိုင်ကြည့်ပြရစေတဲ့ဆိုပြီးတော့မိဖုရားကြီးကိုလာပြီးတော့သူလာတွေ့တဲ့အခါမိဖုရားလည်းမြင်လိုက်ရောသူကလက်အုပ်ချပြီးတော့ ကောသလမင်းကြီးပါပဲကောသလမင်းကြီးပါပဲ ਨੇ နှုတ်ကဥရန်ချူတယ်ဒီမိဖုရားကြီးရဲ့ဝန်းထဲကကလေးတကယ်ကိုကောသလဘယင်ဖြစ်မှာပါလို့ဆိုပြီးတော့သူကဗေရင်တက်ပရောဟိတ်ဆိုတော့မြင်လိုက်တာ ਨੇ သူကသိတယ်ဘုံကံရှိတဲ့သာယရဏဖြစ်မှာပဲဆိုသူစီစဉ်ပေးမယ်ဘာမှမပူနဲ့လို့ဆိုပြီးတော့နောက်တည့်ရကြတော့မြင်ကြီးစီသွားပြီးတော့စင်ရပြဖို့ ကြောင်းတမိတ်တွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စည်ရေးပြတဲ့ကွင်းထဲမှာအင်္ဂါ၄ပါးရှိတဲ့စစ်တပ်အဲ့ဒီခေတ်ကတော့ဖွဲ့စည်းပုံကစင်တပ်တို့မြင့်တပ်တို့ယထာတပ်တို့ခြေလီစစ်တပ်တို့ဒီလို၄မျိုးနဲ့ဖွဲ့စည်းထားအဲ့ဒီစည်ရေးပြတဲ့အခမ်းအနားကြီးကိုသူကစီမံပေးလိုက်စီမံပေးပြီးတော့ဓာတ်တန်လျက်တွေလက်နက်တွေဆေးကြောတာကိုလည်းစီမံပေးလိုက်အဲ့ဒါလို့စီမံပေးလိုက်ပြီးတော့ ဓာတ်တန်လေးရဲ့ဆေးကြောတဲ့ရေကိုတောက်လိုက်ရတော့မှခုနတုန်းကမိဖုရားဟာချင်းချင်းပြေသွားတယ်အဲ့ဒီလိုနဲ့နောက်ကြတော့ရက်လာစိတ်တဲ့အခါမှာသားလေးတူဖွေးဖွာတာအဲ့ဒီသားလေးကိုအသက်ရှည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကဟုလို့နာမည်ပေးထားတာနော်အဲ့တော့ဒီကဟုမင်းသားလေးနဲ့ကလေးမင်းသားလေးမွေးဖွားလာပြီးတဲ့နောက်မှာဒီကောသလမင်းကြီးကစဉ်းစားတယ်ဒီဒီကောသလမင်းက အေးတို့ပုံနေတာကိုကာတိမင်းတွေ့သွားလို့ရှိရင်တို့သတ်ခံရလိမ့်မယ်အဲ့တော့ငါတို့သားလေးကိုခွဲထားမှဖြစ်မယ်တော့ကြာ၃ရောင်စလုံးသတ်ခံရလိမ့်မယ်ဆိုသားလေးကိုမြုပ်ပြင်ပို့ပြီးတော့ပညာသင်ခိုင်းထားတယ်အဲ့ဒါလို့ပညာသင်ခိုင်းထားတဲ့အချိန်မှာသားလေးကလည်းပညာကြိုးစားတဲ့အခါမှာမင်းသားတွေထုတ်ခက်ကသင်တဲ့အတတ်ပညာတွေတက်လို့ဒီလိုသင်နေတဲ့အချိန်မှာကံမကောင်းအကြောင်းမလားတော့ဘာဖြစ်တုံဆိုတော့ နဂရုံးကသူ့စီမှာအမှုထမ်းသွားတဲ့စတ္တတိကအမတ်မထင်သွားတွေ့တွေ့တော့ဟိုလူကစတ္တတိကကာတိပင်ကြီးစီသွားတိုင်တော့တာကောသလမင်းဟာကိုရောင်ဖြောက်ပြီးတော့ဟောဒီဗာရဏတိမြို့ထဲမှာပဲမထင်မရှားပြပိုက်ဝတ်နဲ့နေတာကိုသူတွေ့ခဲ့တယ်ပေါ့သွားပြီးတော့ဘုရင်ကြီးစီမတိုင်တာတိုင်တဲ့အခါကျတော့ဘုရင်က စစ်တပ်လွတ်ပြီးတော့ဖန်ခိုင်းလိုက်တာနော်ဖန်လာပြီးတော့နန်းတော်လေးရောက်ရောဘုရင်ကြီးကတခါတည်းအမိန့်ချသူရဲ့ရန်သူပဲအစဖြောက်မယ်ဆိုပြီးတော့လက်ပြညိုတုတ်ဘုရင်ရောမိဖုရားရောလက်ပြညိုတုတ်ပြီးတော့ညိုတောင်ဘက်ကိုထုတ်ပြီးတော့တတ်စေလို့အမိန့်ချလိုက်တာအဲ့ဒီလိုနဲ့နော်ရိုက်နဲ့ပြီးတော့ညိုတဲ့လမ်းမတွေလမ်းစုံတစ်ခုကလမ်းစုံတစ်ခုလမ်းမတစ်ခုကလမ်းမတစ်ခုကိုဆွဲပြီးတော့ တောင်စမုတ်ကနေထုတ်ပြီးတော့ဒီအတိတတ်တော့တာပေါ့နော်ခေါင်းဖြတ်သတ်စေဆိုတဲ့အတိုင်းအဲ့ဒီလိုမိဘနှစ်ပါးကိုဖန်းစီခေါ်ဆောင်ပြီးတော့ဖန်းစီတဲ့အခါမှာတို့တို့တိတ်တိတ်ဖန်းသွားတာမဟုတ်ဘူးတို့ခေတုံးอ่ะထက်စီလို့ခေါ်တဲ့အမတန်အတန်ကကြောက်မဲ့ဖွယ်အတန်မြည်တဲ့ဒိန်ဒိန်ဆိုတဲ့စီကြီးပေါ့အမင်္ဂလာစီကြီးကိုတီးပြီး